မင်္ဂလာပါခင်ဗျာဒီဝါတပ်ပတိအာဒိသောရတ္တိမံပန္တိစတ္တိမံတဏ္ဏောခတ္တိရောတပ်ပတိဇာယိတပ်ပတိဖြစ်မှာတော့အရတတမောရတိဘုဒ္ဓောတပ်ပတိဒေသာတာဓာတိတံဒေသတမဏဗုဒ္ဓံဝန္ဓမိအရဟံနမကာရနုဘဝေနတပ်ပိပုရိသူတင်ကပ္ပာဒီဂါထာလေးကခုနှစ်ရသားတမီးကြီးကိုလက်ငင်းချက်ချင်းအကျိုးပြုစီတဲ့ဂါထာတော်လေးလို့ပြောရင်လည်းမမှားပါဘူး ကျွန်တော်ဘဝမှာဆင်းရဲခြင်းအပေါင်းတွေအဆင်မပြေမှုတွေကြက်တဲမှုတွေအများကြီးကြုံခဲ့ရပါတယ်အဲ့ဒါလို့ကြုံခဲ့ရတိုင်းကြုံခဲ့ရတိုင်းမှာကျွန်တော်ဟာအချိန်ချင်းလဲပြူခဲ့ပါတယ်အဲ့လိုလဲပြူတဲ့အခါတိုင်းမှာလည်းငါပြန်ထမှဖြစ်မယ်ငါမှမိသားစုဆိုတာမရှိဘူးငါမှဆွေမျိုးဆိုတာမရှိဘူးငါသာဒုက္ခရောက်သွားလို့ရှိရင်ငါဘဝဟိုးအဆုံးစွန်ထိရောက်သွားမှာအဲ့တော့ငါပြန်ထနိုင်မှာဖြစ်မယ်ဆိုတဲ့အသိနဲ့သူကျွန်တော်ကုန်းထားခဲ့တယ် အဲ့လိုကုန်းထတဲ့အချိန်တိုင်းမှာလည်းအခုကျွန်တော်ရွတ်ပြခဲ့တယ်ဒီဟာတပတိကာထာတော်လေးနဲ့ပဲအသက်ဆက်ပြီးတော့ကျွန်တော်ပြန်ထားခဲ့တာပါအဲ့ကာထာတော်လေးကိုရွတ်နေတဲ့အချိန်မှာကျွန်တော်ရဲ့ခေါင်းထဲကိုအသွေးခေါင်းအညံခေါင်းအကြံခေါင်းတွေအများကြီးဝင်လာတယ် အဲ့ဒီဂါထာယွနေရင်းနဲ့ကြံစီလို့ရလာတဲ့အတွေးခေါ်အကြံစီတွေကိုရလာပြီဆိုရင်အဲ့ဒါတွေကိုကျွန်တော်ကအကောင့်ထဲပို့ပြီးတော့လုတ်လိုက်တဲ့အခါမှာကျွန်တော်ဘဝဒီနေ့ဒီချိန်မှာတိုင်းပြည်ပြည်သူသဖြင့်ပြောရမယ်ဆိုတော့အများသိတဲ့အဲဒါမင်းသားပေါ့နော်မင်းသားတလက်ဖြစ်လာတယ်ပြီးတော့အဲလူတွေရဲ့လူတွေကိုအကျိုးပြုနိုင်တဲ့ဆရာတစုအဖြစ်နဲ့ရပ်တည်နိုင်တာပါရခိုင်တော့ကလည်းကျွန်တော်ဆရာအနေနဲ့ရပ်တည်ခဲ့ရတယ်သို့ပေမဲ့ အဲ့ဂါထာမန္တန်တွေကိုစီးပူးလိလာမှုအာနဲတဲ့အချိန်တုန်းကတော့ကျွန်တော်ရဲ့အာနာဆက်ကအဲ့လောက်ကြီးမထက်ပြီမဲ့ဂါထာမန္တန်တွေကိုစီးပူးလိလာပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်ရဲ့အာနာဆက်ကအရန်ထက်လာပါပါအဲ့ဒီဒီဝါတပတိဂါထာတော့ကိုရွတ်ပတ်တဲ့ဆယ်ကိုယ်ွယ်တဲ့အတွက်ကြောင့်ကျွန်တော်ကဘာဖြစ်လာလဲဆိုတော့ကျွန်တော်ပတ်စံသိမရှာတော့ဘူးပေါ့နော်ချမ်းသာလားဆိုတော့မချမ်းသာဘူးမဲ့ကျွန်တော်ပတ်စံအတွက်ကျလို့မပူရတော့ပါဘူးပြီးတော့ကျွန်တော်ရဲ့ဖုံးကန်ဆန်းစရနာကြီးတက်တယ်မျက်နာမြင်ချစ်ခင်အတန်ကြာတနာဆိုတဲ့စုရင်းနဲ့ပြည်တယ် ို့ကြောင့်ကျွန်တော်ကဒီကာထာတော်လေးကိုရွတ်ဖတ်တရဆယ်ပြီးတော့ဘဝကိုရက်တည်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ချစ်တော်ဓမ္မမိတ်ဆွေတွေကျွန်တော်ရဲ့ထမင်းရှင်တွေဘူးဦးဖေဖေမိမိကိုကိုညီလေးညီမလေးတွေဒါတွေအားလုံးကိုလည်းဒီကာထာတော်လေးနဲ့အတူဘဝကိုဖြတ်တမ်းမှာရက်တည်ပါရှင်တမ်းမှာတိုးတက်ကြီးပါပါလိမ့်မယ်လို့ကျွန်တော်ကအခါတော်ပေးပြီးတော့အကြံပြုချင်ပါတယ်အဲပြောရအောင်မယ်ဒီနေ့ညကျွန်တော်ရဲ့အမအရေးဆိုတဲ့ခုတာလေးစကားလာပါလိမ့်မယ် အဲ့ဒီကအပိုင်း၄ဖြစ်ပါလိမ့်မယ်အပိုင်းကြီးအတွက်ဒီအားရှိတဲ့အတွက်ကြောင့်မို့အပေးပါအောင်လို့ကျွန်တော်ကပြောချင်ပါတယ်ဗျ